သူဆိုဟိုမားသူဆိုလို့ရှိရင်အဲ့ sofa ပေါ့လေဘုံဆိုပြင်ကြွားတာထုတ်လုံးလို့လေအဲ့လိုမျိုးပေါ့နော်အကွာလဲဟိုငလင်းသားလောက်တာပြေးစင်တာဟို fashion ပြည့်ဟိုဆလင်းဘက်ကိုဒီလိုမျိုးဒီဇိုင်းလဲဒါဖက်နက်နဲ့အဲ့လို make up အပြည့်နဲ့ပြေးစင်တာဘာဆိုလေငွေရပြန်လာပြီးရရေမချိုးရသေးဒီတိုင်းလေးပဲအိပ်ပျော်သွားဆိုအဲ့ဒီတိုင်းပဲချက်ချင်းထောက်ဖက်နက်တွေပါကောက်စင်းထွက်ပြေးရအဲ့လို မထင်ဘူးမထင်ဘူးကိုဘဝမှာလည်းဒါအဆိုးအဆုံးဖြစ်ပြက်တစ်ခုပဲတကယ်အိမ်မဆိုးကြီးတစ်ခုလိုပဲဘာဆိုဖြစ်ပြီးသွားတဲ့အချိန်အခန်းငါးဖွင့်လိုက်တဲ့အချိန်မှာမသိကဘာပြက်နေတယ်လို့ပဲအာမီးစာအကုန်လုံးပြုတ်ချရေးတွေလဲအဲ့လိုပန်းထွက်ပြီးလို့ရှိရင်ဟောစီလင်ကအဲ့လိုမှန်နေလဲကွယ်စီလင်ကကြောက်ပြားရည်လဲပြုတ်ချအဲ့လိုရှောင်းသိမ်းပြီးသွားတာမသိရင်တကယ်ဟို apocalypse လေအဲ့လိုဖြစ်သွားသလိုကြီးအဲ့လိုမျိုးခံစားရတယ်။ဒါဆိုကျွန်တော်ပြရတော့လဲ တကယ်တကယ်လုံးဝလက်ကိုမခံနိုင်ပြီလို့ရှင်လူတွေရဲ့မျက်နှာမှာကြည့်လိုက်ရင်ဟိုအပြုံးပြော်အရင်နဲသွားတယ်အကုန်လုံးကကြောက်လန့်ထိတ်လန့်နေတဲ့ပုံစံမျိုးပဲဖြစ်နေတော့စိတ်မကောင်းဘောเนาะဒါမဲ့လည်းဒါသဘာဝဘီရဲ့နေဆိုတာကြောက်ရှောင်လဲလို့မရဘူးဆိုတော့လည်းဒါအားလုံးအတင်းထားကြပါဆိုပြီးပြောချင်ပါတယ်